တတ်ရှိကျမ်းမဖို့အတွက်အရင်အရေးကြီးတဲ့အချက်တွေထဲမှာတစ်ခုပါဝင် ဖြစ်တာဒီ skeletal muscle mass ကြွက်သားတူးတယ်ဖြစ်တယ်ကျွန်တော်တို့အသက်30-35ကျော်လာတဲ့ကြွက်သားက20ရောကျလာတယ်အဲ့ဒီတော့ကျွန်တော်တို့ကြွက်သား skeletal muscle mass ကို maintain လုပ်ပြီးထိန်းထားဖို့လိုအပ်တယ် skeletal muscle တွေထဲမှာ insulin receptor လေးတွေရှိတယ်အဲ့ဒီ insulin receptor လေးတွေကကြွက်သားနဲ့အတူ ဆုံးရှုံးသွားလေလေ insulin resistance ဆိုတဲ့ stage ကိုရောက်လာတယ် insulin resistance ဆိုတဲ့ state ပြောက်လာရင်ဒီဘက်မှာစီးကျူနဲ့နောက်ဆက်တွဲယောဂါတွေရောက်လာမှာဖြစ်တယ်ကျွန်တော်ကတော့ fitness professional တယောက်ဆိုတော့ကျွန်တော်သိသလောက်ကသလောက်ပဲဒီထက်ပိုပြီးအသေးသေးသိကျင်လဲဆိုရင်ဆရာဝန်တွေကိုလေ့ကျင့်လို့ရတယ်ကျွန်တော်အနေနဲ့ awareness ပေးကျင်တာဖြစ်တယ်ကျွန်တော်ဂျင်းဆရာမို့လို့ချင်း industry ရဲ့ကအသိဉာဏ်ပညာနဲ့မျှဝေကျင်တာဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ကြွက်သားမဖြစ်မနေလိုအပ်ပါတယ် muscle mass မရှိရင် muscle mass ရှိအောင်တည်ဆောက်ပါရှိထားပြီးရင်လည်းမပြောက်ပြောက်ထိမ့်သိမ့်ပါ ဘယ်ရွယ်မဆိုလှုပ်လို့ရတဲ့ resistant workout တွေများရှိတယ်။ trainer တွေရဲ့အကူအညီယူပါ awareness တွေတခုရမှာဆိုရင် yes လို့မှပြောပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်